မိုင်းတုံမြို့၌73စီရောင်းဆိုင်များသို့ကွင်းစင်းစစ်ဆေးတဲ့တွင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်၌73စီရောင်းဆိုင်များကိုယနေ့နေ့နဲ့ပိုင်းကမြို့နယ်စီမံအုပ်ချုပ်ရေးဘုရားဥက္ကဋ္ဌဦးလွင်မိုးနှင့်တာဝန်ရှိသူများကကွင်းစင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါကွင်းစင်းစစ်ဆေးခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးဘုရားဥက္ကဋ္ဌဦးလွင်မိုးမြို့နယ်မိသက်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့ကစိန်မိုင်းတုံ 73စီရောင်းဆိုင်ဆိုင်းဘောက73စီရောင်းဆိုင်နဲ့ရေးတန်း73စီရောင်းဆိုင်တို့တွင် ရောင်းချသည့်ဓာတ်စီဒီဇယ်စီများအကျင့်တွင်မှန်ကန်စွာ ရောင်းချခြင်းရှိမရှိဈေးနှုန်းမှန်ကန်မှုရှိမရှိကွင်းစင်းစစ်ဆေးခြင်း73စီဆိုင်များမိဘအန္တရာယ်ကင်းရှင်းစေရေးအတွက်မိသက်စေဘူးရေလောင်ကန်မိကျိတ်မိကတ်များကြိုတင်ပြင်ဆင်ထားရှိရေးနှင့်မိသက်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်အရေးပေါ်ဖုန်းနံပါတ်များကိုအလွယ်တကူမြင်တွေ့နိုင်သည့်နေရာများတွင်ရေးသားထားရန်သိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။